ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ပါမယ်ငလင်ပေးမှလူတန်းမလုံးလို့လူပြောများနေတဲ့နေကြည်ဦး ငလီဘေးမှာလူတန်းလုတာနေလို့ဝေဖန်ခံနေရတာက Facebook ဆယ်လီနေကြည့်ဦးပါဒါကလည်း Facebook ဆယ်လီ beauty blogger နေကြည့်ဦးဟာတာမန်လိုမဟုတ်ဘဲနဲ့ကြီးကျယ်ခမ်းနားစွာမြန်မာနိုင်ငံမှာအကြီးဆုံးမင်္ဂလာပွဲဆင်နွှဲခဲ့တာကြောင့်ဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်တကွာဆိုမြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတထေးကြီးတဦးရဲ့အကြီးဆုံးသမီးဖြစ်တယ်လို့ကိုရိုင်းကလည်းနိုင်ငံကျော်ဆယ်လီတဦးဖြစ်တယ်နေကြည့်ဦးဟာပြီးခဲ့တဲ့ဒီဇင်ဘာလ14ရက်နေ့မှာတော့သူမရဲ့ချစ်သူကိုကျော်စွာဟိတ်ခေါ်ကိုပြည့်နဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်အထူးသဖြင့်နေကြည့်ဦးဟာသူမကိုရိုင်းကချမ်းသာ ျဲဝါတဲ့နိုင်ငံကျော်ဆယ်လီနုပညာလုပ်ငန်းရှင်တည်းမှကြီးဖြစ်တယ်လို့သူမလက်ထက်ထားတဲ့ခင်မွန်းတဲ့ကိုပြေးကလည်းမျိုးရိုးစင်ဆဲချမ်းသာကျဲဝါတဲ့ရန်နာလုပ်ငန်းရှင်တည်းကြီးတရားဖြစ်တာကြောင့်သူမတို့ရဲ့မင်္ဂလာပွဲကိုကြီးကျယ်ခမ်းနားစွာအကောင်းဆုံးကျင်းပခဲ့တာပါအထူးသဖြင့်နေကြီးဦးအားမင်္ဂလာပွဲကိုရှေ့ပိတ်တာချိန်များစွာအသုံးပြုခဲ့ကမြန်မာမှုမြမဟန်ပြည်နဲ့ငွေကျပ်သိန်းပေါင်းတောင်းချီကုန်ကြခဲ့ကယခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့အကြီးမားဆုံးမင်္ဂလာပွဲကြီးတစ်ပွဲဖြစ်စနစ်တကျစီမံကျင်းပခဲ့တာဖြစ်ပါတယ်နေကြီးဦးနဲ့ကိုပြေတို့ဟာစီဝ ိုင်းရေးလောကအမှုပညာလောကမှာလူသိများထင်ရှားတဲ့သူတွေဖြစ်တာကြောင့်အပရိသတ်တွေများစွာတက်ရောက်ခဲ့တာပါအထူးသဖြင့်ကိုပြည့်ဟာစင်ရွှေကြောင်းမြတ်ရတနာလုပ်ငန်းအတိုင်းဝိုင်းနဲ့ဆက်ဆက်နေတာကြောင့်လေဒူဘိုင်းကနိုင်ငံသားသောဆော့ဝါတထေးကြီးတွေတောင်းတက်ရောက်ခဲ့ကြတာဖြစ်ပါတယ် ဒီလိုကြီးကျယ်ခန်းထားတဲ့မင်္ဂလာပွဲကိုအပရိသတ်များစွာတက်ရောက်ခဲ့ပေမဲ့အမှုပညာတိုင်ဝိုင်းဘက်ကလူအများစုတက်ရောက်လာခြင်းမရှိတာကိုမြင်တွေ့ရတာပါ။ငွေကြေးသိမ်းပေါင်း9000ကျော်ကုန်ကြခန့်ကျပါခဲ့တာပါ။ဒါကြောင့်လေအာလုကနေကြီးဦးရဲ့မင်္ဂလာပွဲကိုအားလုံးကပြောစမဲ့ပြုချီးကျူးကြတာဖြစ်ပါရယ်။ဒါပေမဲ့လေအခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့မြန်မာသမိုင်းမှာအစိုးဆုံးငလင်းတန်းကိုရင်ဆိုင်ကြွေးခဲ့ရတာဖြစ်ပါရယ်။ အထူးသဖြင့်မလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးမှာတော့တော်တော်လေးကိုမှပျက်စီးဆုံးရှုံးမှုများပြားခဲ့တာဖြစ်ပါရည်။အထူးသဖြင့်မလာ၂၈ရက်နေ့နေ့လယ်၁၂နာရီ၅၀ချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်သခိုင်းမလေးနေပြီးတော့စားတဲ့မြို့ကြီးတွေမှာအသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးမှုတွေကတော်တော်လေးများပြားခဲ့တာပါ။အထူးသဖြင့်ပြည်မနာမြို့ဆိုရင်တစ်မြို့လုံးနီးပါးပျက်စီးဆုံးရှုံးသွားခဲ့တာဖြစ်ပါရည်။ဒီလိုအခြေအနေကြောင့်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လူအားတွေလိုအပ်နေတာပါအထူးသဖြင့်ငလင်ပေးတံမှာကံကောင်းထောက်မစွာအသက်ရှင်ခဲ့ပေမဲ့လည်းနေအစာအုပ်တွေပြိုကျပျက်စီးသွားတဲ့အပေါ်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဖို့ငွေကြေးလူရှင်များကြီးလိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာကစေတနာရှင်လူရှင်တွေပြည်တွင်းပြည်ပကစေတနာရှင်တွေနှုပညာရှင်တွေကပါတောရလူတန်းနေကြတာဖြစ်ပါတယ်။ပတ်စံငွေကြေးတက်နိုင်တဲ့သူတွေပဲလူတန်းတာမျိုးမဟုတ်ပါဘူး။ပတ်စံငွေကြေးမတက်နိုင်ပေမဲ့ဖြူစင်တဲ့ brighter စိတ်တဲ့နှလုံးသားရှိတဲ့သခိုင်းမျိုးကရှေခဲထုတ်တဲ့ကိုရှိုင်းစော်မန္တလေးမျိုးကချင်မောင်းတဲ့ဖက်တီ မှစတဲ့သူတွေကလည်းတူတန်းနေကြတာပါ။ဒါပေမဲ့လည်းကြီးတဲ့ချမ်းသာကကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တဲ့နေ့ကြီးဦးကတော့အလူတန်းတာတွေမမြင်ရသေးပါဘူး။ဒါကြောင့်လည်းအခြားသောပညာရှင်တွေကငလေဘေးမှာထီထီရောက်ရောက်ကူညီနေတဲ့အချိန်နေ့ကြီးဦးကအငြင်းနေလို့လေတပြားမှမလုဘူးလားဆိုတဲ့အတန်းတွေထွက်လာတာပါ။ ဒါပေမဲ့လည်းစေလီနေဂျီဦးဟာနောက်ကွယ်မှာငလိဘေးကိုတိတ်ဆိတ်လူတန်းကလူတွေကိုကြောက်အောင်ပြတာမျိုးလေးဖြစ်နိုင်ပါတယ်။အချို့သောသူတွေကသူတို့လူတန်းနာတွေကိုအင်တာနက်မှာခြားပြလိမ့်မရှိပါဘူး။စေနာတက်တက်တက်သာလူတန်းကျင်ကြတာပါ။ပရိသတ်တွေကတော့ကြီးကျယ်ခမ်းနားတဲ့မိင်္ဂလာပွဲကိုကျင်းပနေတဲ့နေဂျီဦးနေနဲ့အခုခါငလိဘေးမှာလည်းလူတန်းနာကိုမြင်ကျင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနေဂျီဦးဟာခုချိန်မှာကိုဝင်လွယ်ထားရတာမလို့ပင်ပန်းပြီးခီးတွေမထွက်နိုင်လို့အင်တာနက်မှာမြင်ရတာဖြစ်နိုင်ပါတယ်။ပရိသတ်တွေကရောငလိဘေးမှာလူတန်းနာမကြားရမမြင်ရတဲ့နေဂျီဦးနဲ့ပတ်သက်ပြီးဘလိုမျိုးမြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။